မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်နီးနဲ့စကားပြောဆိုနီးလေးတွေအပြင်အတန်းစင်အလိုက်မြန်မာသားဖန်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့တသမာတန်မြန်မာသားဖန်စာမှာပါဝင်တဲ့တရာအသုံးနှုန်းမှန်ကန်ခြင်းဆိုတဲ့အခန်းလေးကိုဆက်လက်ပြီးတော့သင်ပေးသွားမှာဖြစ်ပါတယ်မြန်မာစာကို စနစ်တကျရေးတက်ပြီးတော့မြန်မာစကားကို စနစ်တကျပြောတတ်ရံမှာတရာအထအသူမှန်ကန်ရေးဟာအဓိကကျလာပါတယ်အများအားဖြင့်မှား3မီတာတဲ့တရာစကလုံးလေးတွေကတော့ကနှစ်မှာကိုနှစ်အားတို့များတွေနှင်းဖြင့်အနဲ့တွင်ဒီနှစ်မှာဖြစ်စေ ဖြစ်စေ သို့မဟုတ်ဒေါ်၎င်းဒေါ်၎င်း မိတူကဲ့သို့စာတော်ဟူသောမြမစိုးရွဲ့ရွေးလျက်ကစတဲ့အတုံးအနှုံးလေးတည်းဟာနော်အတုံးလုံးလေးတည်းကနေပြီးတော့ရင်တရာအတုံးလုံးလေးတုံးတာမှန်ကန်မှုကိုဆက်လက်ပြီးပြောပြပေးသွားမှာ ဖြစ်ပါတယ်ဒီနေ့ပြောပြပေးမယ်နော်တရာစကလုံးလေးတွေကတော့နီးတူနဲ့ကဲ့သို့တဲ့ နီးတူနဲ့ကဲ့သို့ဆိုတဲ့အတုံးကတော့အငင်းပြစကလုံးမှာမမပါတဲ့ကရိယာနဲ့တွဲသုံးလို့ရှိရင်တူညီတဲ့အနဲ့အနေနဲ့တွဲသုံးခြင်းပဲဖြစ်ပါတယ်။တာရကအနေနဲ့ကြည့်အောင်မောင်မောင်နီးတူကျွန်တော်စားနိုင်သည်နော်နီးတူအတုံးလေးမောင်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 နီးတူကျွန်တော်စားနိုင်သည်မမကဲ့သို့ကျမ စာတော်သည်ဒါလေးကတော့ကဲ့သို့လေးအသုံးเนาะမောင်မောင်နီးတူကျွန်တော်စားနိုင်သည်မမကဲ့သို့ကျွန်တော်စာတော်သည်ကျမစာတော်သည်เนาะဒါလေးကတော့နော်တူညီတဲ့အ내ကလေးပေါ့မောင်မောင်စတော်စားနိုင်တယ်လို့ကျွန်တော်လည်းစားနိုင်တယ်အဲ့ဒါကိုနီးတူနဲ့သုံးတော်တာမောင်မောင်နီးတူကျွန်တော်စားနိုင်သည် မမစာတော်တယ်လို့ကျမလည်းစာတော်တယ်အဲ့ဒါကိုကဲ့သို့နဲ့သုံးသွားတာမမကဲ့သို့ကျမစာတော်တယ်ဒါလေးကတော့နီးတူနဲ့ကဲ့သို့လေးရဲ့အသုံးလေးပါ နောက်တစ်လုံးလေးကဘာလဲဆိုတော့စာတော်နဲ့ဟူတော်ဆိုတဲ့အသုံးစာတော်စာတော်ဆိုတာကဘာလဲဆိုတော့နော်စကလုံးအချက်အလက်တွေအားလုံးကိုမဖော်ပြဘဲနဲ့တချို့ကောင်သာဖော်ပြတဲ့အခါမှာ စာတော်ဆိုတဲ့စကလုံးကိုသုံးတာဖြစ်ပါတယ် တာရကအနေနဲ့ကြည့်ရအောင်ဆင်းရဲခြင်းချမ်းသာခြင်းစသောလောကရန်တရား၈ပါးเนาะစသောဆင်းရဲခြင်းချမ်းသာခြင်းစသောလောကရန်တရား၈ပါးเนาะဒီဝါကြလေးကိုကြည့်ရအောင်လောကရန်တရား၈ပါးဆိုတာဘာလဲဆိုတော့เนาะဆင်းရဲခြင်းချမ်းသာခြင်းအချွေရံနေခြင်းအချွေရံများခြင်း လက်လာပါရခြင်းလက်လာပါမရခြင်းကြော်စောခြင်းမကြော်စောခြင်းစတဲ့လောကရန်တရား၈ပါးကိုအကုန်လုံးမဖော်ပြဘဲနဲ့နော်သူက တချို့ကိုပဲဖော်ပြထားတာဆင်းရဲခြင်းချမ်းသာခြင်းစသောလောကရန်တရား၈ပါးတဲ့ဒါစသောဆိုတဲ့အသုံးလေးနော်နောက်တစ်ခုဖျားတရားစသောယရနာ၃ပါးဒီမှာလဲဒီလိုပဲ ဖျားယရနာသုံးပါဆိုတဲ့ဟာလူတိုင်းသိတယ်ဖျားရယ်တရားရယ်တန်ခါရယ်ဒါပေမဲ့တန်ခါကိုမထက်ထားဘူးဖျားတရားစတော်ယရနာသုံးပါဒါလေးကတော့စတော်လေးရဲ့အတုံးလေးဒါဆိုရင်ဟူသောဆိုတာကြည့်ရအောင်ဟူသောဆိုတာကတော့သကလုံးနေရဲ့အချက်အလက်တွေကိုအပြည့်အစုံဖော်ပြတဲ့အခါမှာဟူသောဆိုတဲ့သကလုံးလေးကိုသုံးတာဖြစ်ပါတယ် ။ဒါဆိုရင်ตาတကားကိုကြည့်အောင်။ကျေကျိုးတရေလေလက်ခုံဖူတော်မြမဒူရိယာ၅ပါ။နော်။ကဲဒါဆိုရင်မြမဒူရိယာ၅ပါးမှာဘာတွေလဲဆိုတော့ကြေးရဲ့ကျိုးရဲ့တည်ရဲ့เนาะလေရဲ့လက်ခုတ်ကဲဆိုပြီးတော့ရင်เนาะဒူရိယာအမျိုးအမည်၅မျိုးเนาะသူက အပြည့်အစုံဖော်ပြထားတယ် ။နော်အပြည့်အစုံကိုဘာဆိုတဲ့စကားလုံးနဲ့ထက်သုံးထားလဲဆိုတော့ဟူသောဆိုတဲ့စကားလုံးနဲ့ထက်သုံးထားတယ်။ကျေကျိုးတရေလေလက်ခုံဟူသောမြမတူရိယာငါးပါးဒါလေးကတော့ဟူသောရဲ့အသုံးလေးကိုသိမယ်လို့ထင်ပါတယ်။ကဲနောက်ဒီကြောင်းကြည့်ရအောင်။ဖျားတရားတန်ကဟူသောယရနာ၃ပါးကဲဒီနေရာလေးမှာဟူသောရဲ့အသုံးအပြည့်အစုံသုံးထားတာ ဖရာတရားတန်ခါဟူသောယရနာ၃ပါးစသောမှာအပြည့်စုံမသုံးဘူးဖရာတရားစသောယရနာ၃ပါးဒီမှာဟူသောကြတော့အပြည့်စုံသုံးတယ်ဖရာတရားတန်ခါဟူသောယရနာ၃ပါးဒါလေးကတော့ဟူသောလေးနဲ့စသောလေးနဲ့ဟူသောလေးရဲ့အတုံးကိုရှင်းမယ်လို့ထင်ပါတယ် ကဲနောက်ထပ်တလုံးကြည့်ရအောင်မြာနှင်းမဆူနော်မြာနှင်းမဆူမြာနော်မြာဆိုတဲ့တရာအသုံးနဲ့မဆူဆိုတဲ့တရာအသုံးမြည်သူမြည်မြဆိုတဲ့နော်စကလုံးတွေရဲ့နောက်မှာမြဟိုသုံးနိုင်တယ်တဲ့နော်မြ ကိုသုံးမယ်ဆိုလို့ရှင်တားမြင့်ချင်းဆိုတဲ့အ내အတိပဲရတဲ့စကလုံးဟာမျာဖြစ်တယ်ဒါကြောင့်မလို့မျာကိုသုံးမယ်ဆိုရင်ကရိယာရဲ့ရှေ့မှာမဆိုတဲ့အငင်းစကားလေးကိုထည့်ပြီးတော့သုံးရတယ်เนาะပြန်ပြောပြမယ်เนาะမျာမဆိုမိသူမိမျာဆိုတဲ့စကလုံးတွေရဲ့နောက်မှာမိသူမိမျာတွေရ ောက်မှာမြားနဲ့မဆိုကိုသုံးနိုင်တယ်။မြားဆိုတာတားမြစ်ခြင်းအ내ကိုပေါ်ပြတာဖြစ်တယ်နော်မဆိုးဆိုတာကတော့ခွင့်ပြုခြင်းအ내ကိုပေါ်ပြတာဖြစ်တယ်ဒါကြောင့်မလို့မျှကိုသုံးမယ်ဆိုလို့ရှိရင်ကရိယာရဲ့ရှေ့မှာမဆိုတဲ့အငင်းပြစကလုံးထည့်ပေးရတယ်မဆိုးဆိုတာကတော့ခွင့်ပြုခြင်းအ내နဲ့သုံးတဲ့ နော်စကလုံးဖြစ်တဲ့အတွက်ကြောင့်မလို့မစိုးသုံးမယ်ဆိုရင်တော့ကရိယာရဲ့ရှေ့မှာမဆိုတဲ့အငင်းပြစကလုံးထက်ပေးစရာ မလိုဘူးကဲဒါဆိုရင်ဒါတကာလေးကိုကြည့်အောင်မိသားစုထမင်းဝိုင်းတွင်လူကြီးမိပါများ မစားရသေးခင်မိသူမြားမစားရကဲဒါဆိုရင်ဒီနေရာလေးမှာမြားဆိုတဲ့အသုံးလေး နော်မြေသူရဲ့နောက်မှာရှိတယ်နော်ဒီမြေသူရဲ့နောက်မှာမြားဆိုတာရှိတယ်မိသားစုထမင်းဝိုင်းတွင် လူကြီးမိဘများမစားရသေးခင်မြေသူမြားမစားရမြားဆိုတာမြေသူရဲ့နောက်မှာကဲ့လျဲတည်ရှိတယ်ကဲဒါဆိုရင်စောစောပိုင်းကပြောထားတယ်မြားဆိုတာနော် ်သူကတားမြစ်ထားတဲ့အတိတ်ပဲလို့ပြောတဲ့အတွေ့အကြုံမလို့သူကစားဆိုတဲ့ကရိယာကိုဘာကတ်ထားလဲဆိုတော့မကတ်ထားတယ်မစားရစားဆိုတဲ့ကရိယာရဲ့ရှေ့မှာမကတ်ထားတယ်မစားရရှင်းမယ်လို့ထင်ပါတယ်မိသားစုထမင်းဝိုင်းတွင် လူကြီးမိဘများမစားရသေးခင်မြေသူမြားမစားရကဲဒါဆိုရင်နောက်ထပ်သာရကတစ်ခုကြည့်အောင် ဤပန်းဥယျင်အတွင်းရှိမြည်တီကိုမျှပိုင်ရှင်မတိပဲမခူးရဒါလေးကတော့မြည်တီရဲ့နောက်မှာကက်ထားတာမြည်တီရဲ့နောက်မှာမျှကိုကက်ထားတယ်မြည်တီကိုမျှပိုင်ရှင်မတိပဲမခူးရနော်ပိုင်ရှင်မတိပဲမခူးရ ကဲဒီမှာလဲဒီတိုင်းမယ်မျှဟိုမြည်တည့်ရဲ့နောက်မှာမျှဟိုကတ်ထားပြီးတော့ तू อ่ะမျှသကလုံးသည်เนาะတားမြစ်ထားတဲ့အ내အတိတ်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ तू อ่ะခူးဆိုတဲ့ကရိယာရဲ့ရှေ့မှာမကိုကတ်ထားရတယ်เนาะပန်းဥယင်အတွင်းစီမြည်တည့်ကိုမျှပိုင်းရှင်မသိပဲမခူးရ ကဲတောင်ဆိုရင်တာတကနောက်တစ်ခုကြည့်အောင်မင်းမင်းဝဲလာသည့်မုံကိုမြည်သူမဆိုစားနိုင်သည် ထုံးစံအတိုင်းပဲမြည်သူရဲ့နောက်မှာကတ်ထားတယ်မဆိုနော်မြည်သည်မြည်သူတွေရဲ့နောက်မှာမျှနဲ့မဆိုကတ်ထားတယ်လို့ပြောတယ်ဒါဆိုရင်မြည်သူမဆိုနော်စားနိုင်သည် မစိုးသည် ခွင့်ပြုထားတယ်ဆိုတော့အတိတ်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့စားရဲ့ရှေ့မှာမကန့်စရာမလိုဘူး ဒါလေးကတော့မျှနဲ့မစိုးကိုရှင်းထားတာဖြစ်ပါတယ်မျှနဲ့မစိုးသည်မြည်သူမြည်သည်ရဲ့နောက်မှာကပ်ရဲ့တီးရှိတယ်ကပ်ပြီးတော့သုံးထားတယ်မျှဆိုတာတားမြစ်ချင်းအ내အတိတ်ပဲရှိတဲ့အတွက်ကြောင့်မလို့ကရိယာရဲ့ရှေ့မှာမထက်သုံးရမယ်မျှသုံးရင်မစိုးဆိုတာကတော့ခွင့်ပြုခြင်းအ내အတိတ်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့သူကကရိယာရဲ့ရှေ့မှာမဆိုတဲ့အငင်းပြစကလုံးထည့်စရာမလိုဘူး ကဒီနေ့ပြောပြပေးခဲ့တာကတော့တရာအသုံးနှုံးမှန်ကန်ခြင်းဆိုတဲ့အခန်းကဏ္ဍရဲ့အောက်ကနီးတူနဲ့ကဲ့သို့စသောနဲ့ဟူသောနောင်ညနဲ့မဆိုတော့ရဲ့အသုံးအနှုန်းလေးအကြောင်းကို ပြောပြပေးခဲ့တာဖြစ်ပါလိမ့်ရှင် နားလည်နိုင်မလို့ထင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်